ဒီယာလီရင်ဖြစ်ကြတဲ့ကြောင်းရင်းနဲ့နောက်ဆုံးသိရသမျှပရိသတ်ကြီးများအလုံးမင်္ဂလာပါရှင်တင်းကားချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ17ရက်နေ့ကအိန္ဒိယနိုင်ငံအမန္တာဘက်မြို့မှာဖြစ်ပွားခဲ့တဲ့အိန္ဒိယလီကြောင်းလိုက်ခီဆန်မန်တစ်ခွန်တေဘိုရင်းခွန်ရှိခွန်ဒရင်းလိုင်းနာလေးရင်ဖြစ်ကြမှုဟာကပ္ပလီကြောင်းတမိုင်းမှာမှတ်တမ်းတင်ရမယ့်ခြေကွင်းစီယာဖြစ်ရတဲ့ခုဖြစ်ရှိလာခဲ့တာပါ စတင်ပြန်တက်ပြီးမကြာခင်မှာပဲလေယာဉ်ဟာမြေပြင်နဲ့ဆက်သွယ်ပြတ်တောက်ပြီးထိမ်းမရပဲပြတ်ကျခဲ့တာကြောင့်ခီးတဲ့များပြားနဲ့မြေပြင်ပေါ်ကလူများပြားသေဆုံးထင်ရရခဲ့ကြပါတယ်ဒီပြန်နဲ့ပတ်သက်ပြီးနောက်ဆုံးရရှိထားတဲ့အခြေအနေတွေ၊ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့စုံစမ်းစစ်ဆေးမှုတွေအကြောင်းကိုဒီဗီဒီယိုလေးနဲ့မျှဝေပေးလိုက်ပါတယ်။ဒီလင်းရဟောင်းဒေတာစံတော်ချိန်73:38မိနစ်မှာထွက်ခွာခဲ့ပြီး Fly Radar 24ရဲ့ channel တွေရောနောက်ဆုံးမှတ်တမ်းတင်ထားတဲ့မြေပေကောင်း625ပေးရှိခဲ့တာပါ။ လေရင်ပြတ်ကျတဲ့နေရာကတော့လေရင်ပြင်းလိုက်ရဲ့အစောကနေ1.5ကီလိုမီတာကျော်ကွာမှရှိတယ်။ BJ စေကောင်းလိန်အဆောင်တစ်ခုရဲ့ကိုလေရင်အမိပိုင်းကထိုးဆိုင်ဝင်ရောက်နေတာဖြစ်ပါတယ်။ကျွမ်းကျင်သူတွေရဲ့ပြောကြားချက်အရဗီဒီယိုမှတ်တမ်းတွေမှာလေရင်ဟာမြင့်တက်ဖို့ကောင်းမွန်ပြန်တက်နေတာကိုတွေ့ရပြီးဆင်းသက်တဲ့ဘင်းတွေကလည်းမကြုံသေးပဲရှိနေတာကိုတွေ့ရပါတယ်။ပုံမှန်ဆိုရင်လေရင်ပြတ်တက်ပြီးဆယ်စက္ကန့်ကနေ15စက္ကန့်အတွင်းဆင်းသက်တဲ့ဘင်းတွေကို ပြန်လည်သိမ်းဆည်းတင်တာဖြစ်ပါတယ်။ လင်းရင်ပြတ်ချမှုနဲ့ပတ်သက်ပြီးကျွမ်းကျင်သူတွေက ခုလိုသုံးသပ်ကြပါတယ်။အဲ့ဒီထဲကတစ်ချက်ကဒီလင်းရင်ဟာအမြင့်ဆက်တက်ဖို့လုံလောက်တဲ့တွန်းအားမရရှိခဲ့ဘူးဆိုတာပါပဲ။လင်းရင်မှုရဲ့ဆုံးဖြတ်ချက်မှလားအင်ဂျင်တွန်းအားမလုံလောက်တာလားဆိုတာကိုတော့စစ်ဆေးပြီးမှသိရမှာပါ။နောက်ထပ်တစ်ချက်ကတော့တောင်းပန်နေတာပါပဲ။ကျန်းကျင်သူတွေရဲ့သုံးသပ်ချက်ရောင်းလေရင်ရဲ့တောင်ပန်တွေကိုပြေဝပြန့်ထားတာမတွေ့ရဘူးလို့ပြောဆိုနေကြတာပါ။ဒါပေမဲ့မတန်းတင်ထားတဲ့ဗီဒီယိုရဲ့အစီအသွေးကြောင့်အတိအကျပြောဖို့ခက်ခဲနေလို့လဲဆိုကြပါရစေ။ စုံစမ်းစစ်ဆေးသူတွေအနေနဲ့လင်းရဲ့ပြန်တမ်းမှုချက်လက်မှတ်တမ်းတင်ဆက်တဲ့လင်းရဲမှုခန်းတမ်းတမ်းတင်ဆက်ဖြစ်ကိုစစ်ဆေးသွားမှာဖြစ်ပါတယ်။ဒါပြန်တောင်းမနေနဲ့လင်းရဲ့အချားစိတ်ပိုင်းနေမှန်ကန်စွာလုံးလုံးခင်ရလား။ဒါမှမဟုတ်လင်းရဲမှုရဲ့အမကြောင့်လားဆိုတာကိုလည်းစစ်ဆေးသွားမှာပါ။ဖြက်စင်းနေတဲ့ပိုင်းဆိုင်ရီကြားကနေ black box ကိုရှာတွေ့နိုင်ခဲ့တာဖြစ်လို့အသိစိတ်ကမကြခင်ထုတ်ပြန်သွားဖို့ရှိနေပါတယ်။ဒီလင်းရင်ကြီးကိုမောင်းနေခဲ့တဲ့လင်းရင်မှုကတော့ပြန်တမ်းချိန်နိုင်ပေါင်း၈၀၀၀ရရှိပါတယ်။ ။လေရင်လောကမှာတော့အတွေ့အကြုံရှိလေရင်မှုတယောက်လို့ဆိုရမှာပါ။သူကလေရင်မပြတ်ကြခင်မှာမိတိန်အင်ဂျင်ပါဝါလုံးမလုပ်တော့ဘူး။ပါဝါကျနေတယ်။အထက်ကိုတက်လို့မရတော့ဘူးဆိုပြီးအရေးပေါ်ကူညီတောင်းခဲ့သေးတာပါ။ဒါပေမဲ့စက္ကန့်ပိုင်းတွင်မှာပဲလေရင်ကစေကောင်းလိန်ဆောင်ပေါ်ကျပြီးမီးလောင်ပေါက်ကွဲခဲ့တာပါ။လေရင်စတက်ကားဆောင်စီးပြစ်ဖြစ်နေလို့မီးလောင်ကျွမ်းမှုကလည်းပိုကြီးခဲ့ပါတယ်။ဒီဖြစ်စဉ်ကြောင့်လေရင်ပေါ်လိုက်ပါလာသူခီးတဲ့140နှစ်ဦးတဲကပြည်ထိုင်နိုင်ငံသားတူတာတတ်ရှင်ခဲ့ပါတယ်။ သူကတော့ထိုင်ကုန်အမှန်အလဲပန်းအိမ်မှာလိုက်ပါခဲ့သူဖြစ်ပါတယ်မြေပြင်ကသတ်ဆုံးရှုံးတဲ့သူတွေနဲ့ပါပေါင်းလိုက်ရင်294ဟုသတ်ဆုံးရှုံးခဲ့ရတယ်လို့သိခဲ့ရတာပါ။တရားရသူတွေလည်းယာနဲ့ချီပြီးရှိပါတယ်။သူတို့တွေကအများစုကလည်းအတန့်အနေစိုးရိမ်နေရတာပါ။အဲဒါကြောင့်သေဆုံးမှုနှုန်းမြင့်လာအောင်မယ်လို့လည်းခံမှန်းထားကြပါတယ်။လေရင်ပေါ်မှာလိုက်ပါသွားတဲ့သူအများစုကအိန္ဒိယနိုင်ငံသားတွေဖြစ်ပြီးကျန်တဲ့သူတွေကတော့ပြည်ထိုင်နိုင်ငံသားတွေပါ မိသားစုလိုက်လိုက်ပါသွားကြတဲ့သူတွေလည်းပါတယ်လို့ကလေးတွေလည်း၁၁ယောက်လောက်ပါနေတာပါလေရင်ပေါ်မတက်ခင်ကတော့သူတို့အားလုံးရဲ့ရှင်ထဲမှာရီမန်းချက်အမျိုးမျိုးမျောလင်းချက်အမျိုးမျိုးနဲ့စိတ်လုံရှားနေကြမှာဖြစ်ပါတယ်ဒါပေမဲ့မနေ့ပိုင်းတွင်မှာပဲကံကြမ္မာစိုးကြီးကိုကြုံတွေ့နိုင်ရပြီးလူလောကတွေကထွက်ခွာသွားခဲ့ရတဲ့အဖြစ်ကတန်ဝေကရစရာပဲဖြစ်ကြောင်းဝေမျှလိုက်ရင်ဗီဒီယိုလေးကိုညီကုန်းခြုံလိုက်ပါတယ်အဆုံးထိချစ်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်